မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူလေ့လာကြမယ့်အကြောင်းအရာက တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ဟုတ်ကဲ့ပါရှင်မြန်မာနိုင်ငံနဲ့အာရှတိုင်းရဲ့ချိုးဒေတာတွေမှာရှိတဲ့ရှေးကြတဲ့ယုံကြည်မှုစနစ်တစ်ခုနှက်ကိုကွယ်မှုအကြောင်းရေးထားတဲ့စာရန်တစ်ဆောင်ကိုအခြေခံပြီးဆွေးပေးတော့မှာပါဟုတ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီစာရန်ကဒီယုံကြည်မှုကိုနှက်စိုးကိုကွယ်မှုဆိုတဲ့အတွန်းလုံးနဲ့စထားတာပဲတော်တော်လေးပြင်းထန်တယ်နော် ဟုတ်ပါတယ်အဲ့ဒီအသုံးလုံးကအတော်လေးပြင်းထန်ပြီးတော့အာယုံဆိုင်မှုကိုဖန်ဆားနိုင်တာတော့အမှန်ပါပဲအဲ့ဒီတော့ကျွန်တော်ရဲ့ဒီနေ့တာဝန်ကဒီလိုအသုံးလုံးရဲ့နောက်ွယ်မှာဘာတွေရှိနေလဲဒီယုံကြည်မှုစနစ်ရဲ့အနှစ်သာရကတကယ်ရောပါထင်မလဲဆိုတော့ကိုအလွာတစ်ခုချင်းစီခွာပြီးလည်လာကြည့်ကြမှာပေါ့ဆိုတော့အဲ့ဒီနောက်ွယ်ကအကြောင်းရင်းကိုနားလည်ဖို့ဆိုရင်ဒီယုံကြည်မှုရဲ့အခြေခံဥပမာတွေကိုကြည့်ဖို့လိုလာပြီပေါ့နော်ဟုတ်ကဲ့ ဒီနေ့ကျွန်တော်အဓိကဆွေးနွေးသွားမှာကလောကကြီးတစ်ခုလုံးကိုလွှမ်းခြုံထားတဲ့နဝဉဉ္ဇဉ်တွေအပေါ်ထားတဲ့သူတို့ရဲ့အမြင်ပြီးတော့ဒီယုံကြည်မှုရဲ့အဓိကမောင်းနှင်အားကဘာကြောင့်ယိုတည်ခိုင်းဆိုင်မှုထက်ကြောင်းရွံ့မှုချွင်နေရသလဲဆိုတာကိုပါပဲ။ဟွန်းကြောင်းရွံ့မှုဟုတ်ပါတယ်။နောက်ဆုံးမြန်မာနိုင်ငံမှာဗောဓဘာသာနဲ့ဘလို့ရှုပ်ထွေးစွာရက်နွယ်နေသလဲဆိုတာကိုပါလေ့လာသွားမှာပါ။တော်ပြီ။ဒါဆိုရင်အဲ့ဒီနလောကဆိုတာနေပြီးစလိုက်ကြအောင်။ဒီယုံကြည်မှုရဲ့အခြေခံကလောကကြီးမှာ အဲတက်ရှိတမဲ့အရာအလိုမှာဝိညာဉ်နမမှုနတ်တမျိုးမျိုးရှိတယ်ဆိုတဲ့အယူဆမယ်နော်အတိအကြပါပဲဒါကတာမန်တက်စီတရေဆိုတာတဲ့ပို့ချေပြန့်တဲ့သဘောမျိုးလားအများကြီးပို့ချေပြန့်ပါတယ်စာတန်းမှာတော့ဒီနတ်ဝိညာဉ်တွေကိုအဓိကအမျိုးအစား၃မျိုးခွဲပြထားတယ်ဩဟုတ်ကဲ့ပထမတစ်ခုကလူတိုင်းမှာရှိတဲ့ကိုယ်ပိုင်လက်ပြပါဒါကလူတစ်ယောက်ရဲ့အသက်ဆုံးဝိညာဉ်ပေါ့လက်ပြပပိုင် စိတ်ဝင်စားစရာကောင်းတာဒီလေးပြဟာအိနေချင်းဓမ္မမုတ်ဖျားနာနေချင်းမှာခနာကိုကနေထွက်တွားတတ်တယ်ပိုဆိုးတာကရန်သူဓမ္မမုတ်မကောင်းဆိုးရက်တွေကဖန်ဆောင်သွားနိုင်တယ်လို့ယုံကြည်ကြတယ်ခနာလီနော်ဒါဆိုကိုရဲ့ကိုပိုင်ဝိညာဉ်ကိုတော့ကိုကကြောက်နေရတဲ့သဘောမျိုးပေါ့ဒါတော်တော်လေးထူးခြားတဲ့အမြင်ပဲအဲ့ကြီးကြပါပဲအဲ့တော့ကိုရဲ့လေးပြကိုတိုင်ကကြောက်ရွံ့စရာအရင်အမိတကူဖြစ်နေတာပေါ့อืมဒုတိယမျိုးစားကတော့ဘောဘမိပါရဲ့ဝိညာဉ်နေပါ သူတို့တည်ဆုံးသွားပေမဲ့လောကမှာဆက်ရှိနေတဲ့အထူးတစ်ဖြစ်သူတို့ဇာတိရွာကိုပြန်လာတတ်တယ်လို့ယူဆကြတယ်။ဩဒါကြောင့်အထူပါခမနာတွေကိုအရန်အကျဲတွင်းလောက်ရတဲ့အကြောင်းရင်းတစ်ခုကတေတူးရဲ့ဝိညာဉ်ကိုကျင့်နှက်ဆဲပြီးရွာကိုဒုက္ခပဲပို့ပြန်မလောင်တားရှိဖို့ပါပဲ။ဟုတ်ကဲ့နားလည်ပါပြီ။တတိယအမျိုးအစားကတော့တဘာဝတရားထဲကနတ်တွေပါ။တောင်ဆောင်နတ်၊မစ်ဆောင်နတ်၊တပင်ဆောင်နတ်နောက်ဆုံးဆက်ပြောထားတဲ့တိနံပင်တွေမှာတော့ဝိညာဉ်ရှိတယ်လို့ယုံကြည်ကြတယ်။တိနံပင်တွေမှာတော့လား။ဟုတ်ပါတယ်။ဥပမာအနေနဲ့ ရေရင်လူမျိုးတွေကစပါးပင်ရဲ့ဝိညာဉ်ကို ကလာလို့ခေါ်ပြီးအရင်အလေးအနက်ထားကြတယ်။ဆူလိုဂျင်ဒါကဒီယုံကြည်မှုစနစ်ထဲမှာလောကကြီးတစ်ခုလုံးဟာအတ္တနဲ့ပြည့်နေနေပြီးအဲ့ဒီအတ္တတွေအလုံးကလူတွေအပေါ်တက်ရောက်မှုရှိနိုင်တယ်လို့မြင်တာပါ။ကောင်းပြီ။ဝိညာဉ်မျိုးစားတွေအစုံအလင်ရှိတာကိုနားလည်ပါပြီ။ဒါပေမဲ့အစောကပြောခဲ့တဲ့ကြောင်ယုံမှုဆိုတဲ့အချက်ကိုပြန်သွားခြင်းတယ်။ဒါက ဘာကြောင့်ဒီယုံကြည်မှုရဲ့အဓိကမောင်းနေတာဖြစ်နေရတာလဲကောင်းတဲ့နတ်ဆောင်းချောက်တဲ့နတ်ဆိုတာတွေမရှိဘူးလားရှိတယ်လို့တော့ယူဆကြပါတယ်ဒါပေမဲ့အဓိကကြတဲ့အတွေ့ခေါ်ကကောင်းတဲ့နတ်တွေကအန်ဒီယမပေးတတ်ဘူးသူတို့ဘာသာသူတို့နေတယ်ဆိုတဲ့အမြင်မျိုးပါအော်အန်ဒီယမပေးရင်ပူဇော်စရာမလိုဘူးပေါ့ဟုတ်ပါတယ်ဒါကြောင့်သူတို့ကိုတိတ်ပြီးပူဇော်ပတ်တာစရာမလိုဘူး ဒုက္ခပေးနိုင်တဲ့အန်တီရပြုနိုင်တဲ့မကောင်းတဲ့နှက်တွေကိုသာအဓိကထားပြီးသူတို့စိတ်ကြည်နှက်အောင်သူတို့ရဲ့ဒေါသကနေကင်းဝေးအောင်ပူဇော်ပတ်သက်ရတာပါ။အင်းဒါကိုယ်ဝန်ယုံကြည်မှုနဲ့ရှင်သန်ရဲတဲ့မမြင်ရတဲ့အန်တီရတွေကိုစီမံခန့်ခွဲနေရတဲ့ပုံစံမျိုးနဲ့ပို့တူနေပြီ။ဟုတ်တယ်။အဲ့လိုပြောလို့ရတယ်။ဒါဆိုရင်ဒါဟာဝိဖြူကိုးကွယ်မှုစနစ်ထက်ဝိညာဉ်ရေးရာစွန့်စားမှုစီမံခန့်ခွဲမှုနည်းပြဟာလိုမျိုးဖြစ်နေတာပေါ့နော်။ဟုတ်ကဲ့။ကေတင်ချင်းထက် ရှင်တန်ရေးကိုပိုးဥစားပေးတာပါ။နေ့စဉ်ဘဝမှာ ဖြစ်လာနေတဲ့မမြင်ရတဲ့ဘေးအန္တရာယ်တွေအတွက်ဝိညာဉ်ရေးကအမှန်ခံထားတဲ့တဘုံမျိုးပေါ့။အဲဒီလိုလက်တွေ့ကြတဲ့အမြင်ကစာတမ်းရဲ့နောက်ထပ်အရေးကြီးတဲ့အဆိုနှစ်ခုဖြစ်တဲ့ဒီစနစ်ဟာကိုချင်းတရားကိမဲ့တယ်ပြီးတော့ရိုးထူပန်းကိုပဲအခြေခံနေဆိုတဲ့အချက်တွေနဲ့တရားဆက်ဆက်နေလောက်နဲ့ဟုတ်ပါတယ်ဆက်ဆက်နေပါတယ် အဲ့ဒီကိုချင်းတရားကဲမဲ့တယ်ဆိုတာကိုဘယ်လိုရှင်းပြထားလဲဒီနေရာမှာ unmoral ဆိုတဲ့စကားလုံးက immoral မညီကိုချင်းတရား ပြတ်ဖြားခြင်းနဲ့မတူဘူးဆိုတာကို အရင်နားလည်ဖို့အရေးကြီးပါတယ်ဟုတ်ကွာချမ်းမှုရှိတာပေါ့ဟုတ်ကဲ့သူတို့စီမှာအပြစ် ဆိုတဲ့အယူအဆက အနောက်တိုင်းဘာသာတွေမှာလို့အမားအမှန်ဆိုရဲစံနှုန်းအပေါ်မှာအခြေမခံပါဘူးသူတို့တို့အပြစ်ဆိုတာက လူမျိုးစုရဲ့ရှေးရိုးဆင်လာဒလေတစ်ခုခုကို မလိုက်နာမိတာ ပြက်ကွက်တာကိုဆိုလိုတာပါအာဆိုတော့ဒလေကိုချိုးဖောက်တာကအပြစ်ပဲအတိအကျပဲတနည်းအားဖြင့်ပြောရရင် လူမျိုးစုရဲ့ဒလေထုံတန်းကကိုကျင်တရားရဲ့နေရာကို အစားထိုးဝင်ယူထားတာပါဩ ဒါဆိုရင်သူတို့ရဲ့ဒလိထုံးစံကခွင်းပြူတယ်ဆိုရင်ကျွန်တော်တို့အမြင်မှာရင်းရက်ဆက်တယ်လို့ထင်ရတာဖြူမှုတွေတောင်သူတို့အတွက်အပြစ်မဟုတ်ဘူးဆိုတဲ့သဘောလားဟုတ်ပါတယ်စာထဲမှာတော်တော်လေးထိတ်လန့်စရာကောင်းတဲ့ဥပမာတွေပေးထားတယ်ဝါလူမျိုးတွေမှာဆိုရင်လူဦးခေါင်းခွန့်ကိုအစွမ်းထက်တဲ့အဆောင်တစ်ခုအဖြစ်တတ်မှတ်ပြီးရွာရဲ့ကန်ကောင်းမှုအတွက်လူတက်ပြီးခေါင်းဖြတ်ယူတဲ့တလိရှိခဲ့တယ်ဟုတ်လားဟုတ်ပါတယ်သူတို့ရဲ့ဒလိထုံးစံရဒါဟာလူတက်မှုမဟုတ်ဘူး ရွာအတွက် လိုအပ်တဲ့ဘာသာရေးထုံးတမ်းတစ်ခုပဲ။ဟွန်းနောက်တစ်ခုက နီကိုဘာကျွန်းလတ်ရင်မှာအဖွဲ့ထဲမှာအစင်မပြေတဲ့သူဝင်းထုတ်ဝင်ဖို့ဖြစ်နေတဲ့သူကိုအားလုံးပေါင်းပြီးဝိုင်းတက်တယ်ဒလီရှိခဲ့။ဒါကိုလည်းသူတို့ရဲ့ delay ကခွင့်ပြုထားတာပဲ။ဒါကတော်တော်လေးနားစရာခက်တဲ့အယူဆပဲ။ဒါဆိုယုတ်ထူပိုင်းကိုပဲအခြေခံနေဆိုတာကတော့အဲ့ဒါကလည်းသူတို့ရဲ့ဆူတောင်းမှုတွေပူဇော်ပတ်သက်မှုတွေအားလုံးရဲ့ရည်ရွယ်ချက်ကိုကြည့်ရင်ရှင်းပါတယ်။ အားလုံးကနောင်တမလွန်ဘွားကောင်းစားရေးဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာတရားထူးရရဲ့တလုံးဝမဟုတ်ပါဘူး။ဩဒီဘွားတော့ပဲပေါ့။ဟုတ်ကဲ့။အားလုံးကဒီဘွားဒီမြန်မောက်ဘွားမှာကြုံနေရတဲ့လက်တွေ့ကြတဲ့အခက်ခဲတွေရုပ်ပိုင်းဆိုင်ရာအန်ဒီရီနေလို့မြောက်ဖို့တော့ပဲ။ဥပမာဥပမာအဖျားနာကင်းဝေးဖို့စိုက်ပျိုးထားတဲ့တီးနံတွေအောင်မြင်ဖို့အမဲလိုက်တဲ့အခါအန်ဒီရီကင်းဖို့ခလေးမွေးရင်အဆင်ပြေဖို့စသဖြင့်ပေါ့။ အားလုံးကလက်တွေ့ကြပြီးရုပ်ပိုင်းဆိုင်ရာအကျိုးမြတ်အတွက်ပဲအေးနောက်ဘဝရောတူတူဘယ်လိုမြင်လဲယုံကြည်တော့ယုံကြည်ကြတယ်ဒါပေမဲ့အဲ့ဒီဘဝဟာကောင်းကင်ဘုံရဲဘုံလိုမျိုးကောင်းခြင်းဆိုခြင်းခွဲခြားထားတာမရှိပဲအယောင်ဆင်းမရှိတဲ့အဆုံးမဲ့တည်ရှိမှုတစ်ခုတိတ်ပြီးဆွဲဆောင်မှုမရှိတဲ့နေရာတစ်ခုလိုပဲယူဆကြတယ်ဒါဆိုဒီလောက်နဲ့ဆိုင်တဲ့ယုံကြည်မှုတွေကနေ့စဉ်ဘဝမှာဘလို့လက်တွေ့အတုံးချနေကြလဲ ဒီဝိညာဉ်လေးရာအန်ဒီရဲ့စီမံခန့်ခွဲမှုကိုဘယ်နေရာတွေမှာအထင်ရှားဆုံးတွေ့ရမလဲစာတန်းမှာအဓိကနေရာ၃ခုကိုမိမောင်းထုတ်ပြတော့ပါတယ်အိမ်လေယာဉ်နဲ့တင်ချိုင်းမှာပဲအိမ်လေယာဉ်တင်ချိုင်းဟုတ်ပါတယ်အိမ်တိုင်းမှာအိမ်ဆောင်နှက်ရှိတယ် မြန်မာနိုင်ငံမှာဆိုရင်မင်းမဟာဂီရီနတ်ကိုယေစုပြီအိမ်အဝင်းဝါမှာအုံဒီဆွဲဖားတဲ့တလေကဒီယုံကြည်မှုကနေဆင်းသက်လာတာအထင်ရှားဆုံးဥက္ကမတစ်ခုပဲပေါ့อืมအဲ့ဒါတော့အားလုံးလည်းညနေရဲ့တလေချက်ခုပါနေရာလုံငယ်မှာဆိုရင်တိုလို့တောင်တိတာပါတီးနောင်အောင်ငင်ဖို့အတွက်မြေဆောင်နဲ့လဲဆောင်နဲ့တို့ကိုပူဇော်ရအစောကကြောခဲ့တဲ့ဝေါ်လူမိုးတွေရဲ့လူခေါင်းချတဲ့ဒလိဆိုတာလေသူတို့ရဲ့လေယာမီကိုစောင့်ရှောက်ခဲ့တဲ့ကိုပူဇော်တဲ့အမျက်ဆုံးရစ်ပူဇော်မှုတစ်ခုပါပဲ။အော် လေယာဉ်နဲ့ဆက်ဆက်နေတာကိုဟုတ်ပါတယ်မူဆိုးတယ်တံငါသီးတွေဆိုရင်လဲတောထဲမှာဝင်ငယ်မစ်သဲမစင်းခင်မှာတောဆောင်နတ်မစ်ဆောင်နတ်ကိုအဖိုးလို့ခေါ်ပြီးအရက်နဲ့ပထားပြီးမှအလွန်ဆက်ကြတယ်တင်ချိုင်းနဲ့ပြတ်သက်တဲ့ဓလေးတွေကတော့ပိုးပြီးရှုပ်ထွေးပြီးအသေးစိတ်ကြမှထင်းနေအစောကတိုးဟဲ့တဲ့သောတေသူရဲ့ဝิญဉ်ပြန်လာမှကိုကြောက်တဲ့စိတ်ကအရင်ခံနေတာကိုတော်တော်လေးကိုအသေးစိတ်ကြပါတယ် ချင်းလူမျိုးတွေမှာဆိုရင်လူသိရင်ဝิญဉ်ကူးဖို့အတွက်ချောင်းကိုဂျိုးတစ်ချောင်းနဲ့တတားလူပေးတဲ့ဒလိရှိတယ်ဂျိုးတန်တာလားဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့နဝิญဉ်နေဟာရေကိုမချက်နိုင်ဘူးလို့သူတို့ယုံကြည်လို့ပဲဒီဂျိုးတတာမရှိရင်ဝิญဉ်ဟာဒီဘက်ကမ်းမှာပဲပိတ်မိနေပြီးရွာကိုတွန်းခတ်ပေးလိမ့်မယ်လို့ယူဆကြတယ်စေဝန်စားစရာပဲနီကိုဝါဂျွန်သားရဲ့ဒလိကတော့အန်တော့ဆရာအကောင်းဆုံးပဲသူတို့မှာတေသူရနဲ့ပွဲတော်ဆိုတာရှိတယ်အဲ့ဒီမှာအရင်တနည်းလုံးတေဆုံးသွားတဲ့သူတွေရဲ့အယိုးတွေကိုတင်ချိုင်းကနေပြန်ဖော်တယ် အယိုးတွေကိုပြန်ဖွာတယ်ဟုတ်ပါတယ်ပြီးတော့မှစူပေါင်းပြီးမိတင်ကွင်းခေါ်ရတယ်နောက်ဆုံးအယိုးပြတွေကိုစူပေါင်းတင်ချိုင်းတစ်ခုမှပြန်မြုံနိုင်တယ်ဒါတွေအလုံးရဲ့ဒီကရည်ရွယ်ချက်ကတခုတည်းပါပဲတေသူရီပြန်မလာအောင်ဟုတ်ပါတယ်တေသူရီရဲ့ဝิญဉ်နေသူတို့ရဲ့နေရာအစ်မတင်ငီဤချမ်းသာရှိနေပြီးတက်ရှိတဲ့ရေကပါကိုဘယ်တော့မှပြန်မလာဖို့တေချာအောင်လုပ်တာပါပဲဒါရီအလုံးကိုကြီးလိုက်ရင်ဒီယုံကြည်မှုစစ်နယ်ဟာမြန်မာနိုင်ငံကတိုင်းရင်းသားလူမျိုးတွေရဲ့ဘဝထဲမှာဘလောက်နဲ့နဲ့ရှင်ရှင်အမြင့်တွယ်နေလဲဆိုတာ တွေ့ရမှာပဲ။ဒါကကျွန်တော်တို့ကိုမြန်မာနိုင်ငံရဲ့ထူးခြားတဲ့အခြေအနေတစ်ခုစီခေါ်သွားပါတယ်။ဟုတ်ကဲ့။စာထဲမှာနတ်ကိုဝဲမူဟာဘုဒ္ဓဘာသာထက်တောင်မြန်မာလူမျိုးတွေရဲ့တကယ်ကိုဝဲယုံကြည်မှုဖြစ်တယ်လို့အခိုင်အမာဆိုထားတယ်။ဒါပေမဲ့ဒီယုံကြည်မှုတစ်ခုကတစ်ခုနဲ့တစ်ခုအယံကိုဆန့်ကျင်နေပုံရတယ်။ဟုတ်တယ်။အဲ့ဒီအချက်ကအရေးကြီးဆုံးပဲ။ဘုဒ္ဓဘာသာကတသိန်းကိုရှောင်ကျင်မှုပြောနေချိန်မှာနတ်ပူဇော်ပွဲတွေမှာတေးဆန်တွေကိုတတ်နေကြတယ်။ ဒါရီဖီလိုအတူတကွာတရှိနေနေတာလေဒါကိုစာတန်းကမြန်မာတို့ဤဝေရိုဒီလို့တော့တင်စားထားပါတယ်ဟုတ်ပါတယ်နက်ပွဲလေးမှာသေးဆန်တွေကိုတတ်ပြီး yes ပူဆိုရတာအင်းရသေးစာတွေတောက်စားမူရကြတာတွေကဘိုးတပါးစာရဲ့အခြေခံအကြအဆုံးထိတဲ့၅ပါးတီလာကိုတိုက်ရိုက်ချိုးပေါက်နေကြပါဒါပေမဲ့လူတွေကလက်ခံထားကြတော့မယ်ဟုတ်ကဲ့ဘလောက်နတ်ဆိုင်နေဆိုရင်နတ်မပါပဲဘာမှလုပ်လို့မရဘူးဆိုတဲ့ဆိုရိုးစကားတောင်ရှိနေပါတယ် ို့ပြီးစိတ်ဝင်စားစရာကောင်းတာကမြန်မာနိုင်ငံရဲ့အထင်ရှားဆုံးနန်းနန်းကြီးတွေကတခြားနေရာတွေမှာမဟုတ်ပဲဘယ်မှာလဲဗုဒ္ဓဘာသာရဲ့အထွတ်အမြတ်ဆုံးနေရာတွေဖြစ်ခဲ့ပိုကန်မန္တလေးရန်ကုန်ရွှေပြည်ကုန်းမြောအနီးဦးမှာတည်ရှိနေတာပါပဲဒါဟာစန့်ကျင်ဘက်နှစ်ခုရဲ့အတူရှင်တွဲနေထိုင်မှုအထင်ရှားဆုံးသက်တွေပါပဲနတ်တင်မာတော်မှာအဆင့်တန်းတွေခွဲခြားထားသေးတယ်လို့ဖတ်ရတာတုံဘော်ဒေတာကရိုးရိုးတဘာဝနတ်တင်နဲ့မြန်မာတွေကိုးကွယ်တဲ့နတ်တွေကမတူဘူးလား ဟုတ်ပါတယ်မြန်မာတွေမှာတော့နတ်လောကမှာသူ့ရဲ့ကိုပိုင်အုပ်ချုပ်မှုစနစ်လိုမျိုးရှိနေပါတယ်တကြောင်မင်းကအကြီးအကဲဖြစ်ဦးဆောင်တဲ့38မင်းနတ်ဆိုပြီးတော်ဝင်နတ်မျိုးနွယ်လို့သတ်မှတ်ထားတာရှိပါတယ်38မင်းနတ်ဟုတ်ကဲ့ဒါကိုပညာရှင်တွေကတောင်ပေါ်ဒေသကရိုးရိုးရှင်းရှင်းနဲ့တဘာဝနတ်ဘိုးဘွားနတ်ကိုကိုွယ်မှုကနေတဆင့်တက်ပြီးပိုပြီးစနစ်ကျော်လာတဲ့ပုံစံလိုတုံးတက်ကြတယ် ဒီလိုစနစ်ကျော်လာတာနဲ့အများပိုပြီးကြောက်စရာကောင်းတဲ့ဒလီဒီလည်းပါလာတယ်ဥပမာမြို့တစ်တီတဲ့ခါမြို့ဆောင်နဲ့အဖြစ်လူကိုအရှင်လက်လက် yes ဖူဆိုတဲ့ delete ဟောင်းတွေအကြောင်းလဲစာတမ်းမှာဖော်ပြထားတယ်။ဥပမာစက္ကမီယာ85ခုနှစ်မှာအလောင်းဖျားကရန်ကုန်မြို့ကိုတီထောင်တော့မွေမင်းသားတပါးကိုမြို့တိုင်အောင်မှာမြုပ်ပြီးပူဇော်ခဲ့တယ်လို့ဆိုတယ်။အော်၁၈၃၀ခုမှာမင်းနှုံမင်းကမန္တလေးနမ်းမြို့ကိုတီတော့လဲ။ ကိုဝင်ဆောင်အမျိုးသမီးတအိုးကိုအလားတူပူဇော်ခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားတယ်။ဒါဆိုအနစ်ချူရရင်တော့ကျွန်တော်တို့စတင်ခဲ့တဲ့နတ်ဆိုးကိုကွယ်မှုဆိုတဲ့အတုံးအနှုံးကနီးအခုကျွန်တော်တို့နားလည်လာတာကဒါဟာကြောက်ရွံ့မှုကိုအခြေခံပြီးမြင့်မောက်ဘဝရဲ့လက်တွေ့ကြတဲ့အချိုးကျစုတွေအတွက်မမြင်နိုင်တဲ့နလောကကြီးကိုစီမံခန့်ခွဲထိန်းချုပ်ဖို့စ조사တဲ့ရှုပ်ထွေးတဲ့ယုံကြည်မှုစနစ်တစ်ခုကိုဟုတ်ပါတယ်အဲ့လိုဆွနိုင်ပါတယ် မြန်မာနိုင်ငံမှာတော့ဒီယုံကြည်မှုဟာဗုဒ္ဓဘာသာနဲ့အပြန်အလှန်လွှမ်းမိုးပြီးထထတရားမှာစန့်ကျင်ပချင်နေတဲ့ဆက်ဆံရေးမျိုးနဲ့ခိုင်ခိုင်မာမာတည်ရှိနေတုန်းပဲ။ဒါမဲ့ဒီနေရာမှာနောင်ဆုံးစိတ်ဝင်စားစရာကောင်းတဲ့အငင်းပွားမှုတစ်ခုကျင်ပါသေးတယ်။ဟုတ်ကဲ့။ပါမြလဲ။စာထဲမှာကိုးကားထားတဲ့ပညာရှင် Sir George Scott ကဒီလူမျိုးစုတွေမှာအစာမြင့်ဆုံးဘုရားသခင် Supreme Being ဆိုတဲ့အယူအဆလုံးဝမရှိဘူးလို့အခင်ရမှာဆိုထားတယ်။ဒါမဲ့ဒီစာတန်းကိုရေးသားတဲ့သူကိုယ်တိုင်ကတော့အဲ့ဒီအချက်ကိုသဘောမတူဘူး။ ။ဟော။သူကဘယ်လိုခြေဖားထားလဲ။သူကချင်းလက်ဂရင်လူမျိုးတွေမှာထော်ရော့ဖျားနဲ့ပတ်သက်တဲ့မထင်မရှားမိမိန်နေတဲ့ယုံကြည်မှုတစ်ခုတော့ရှိတယ်လို့ပြန်လည်ခြေဖားပါတယ်။ဟွန်း။သူပေးတဲ့ဥမာကမြမာရီတော့အခက်ခဲကြုံတဲ့အခါဒုက္ခရောက်တဲ့အခါအလိုလိုဖျားဖျားလို့ဟောဟစ်ကြတာကိုထောက်ပြထားတယ်။ဒီလိုမင်းမင်းနေတဲ့ယုံကြည်မှုအဝေးအတလေးတွေကပဲနောက်ပိုင်းမှာတချို့တန်ရင်သားတွေခရီးယန်ဘာသာကိုအလွယ်တကူလက်ခံလာအောင်လမ်းခွင့်ပေးခဲ့တယ်လို့စာရေးသူကညီကုံချုပ်တုံ့တက်ထားပါတယ်။ကျွန်တော်တို့ ဒါကတော့တက်ကေကိုစဉ်းစားစရာကောင်းတဲ့အချက်ပါပဲကျွန်တော်တို့ကိုနောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုချန်ထားခဲ့ပါတယ်နိုင်ငံတော်ဘာသာတစ်ခုက တရားဝင် အစားထိုးလိုက်တည်တိုင်အောင်ရှေ့ကြတဲ့ယုံကြည်မှုစနစ်တစ်ခုက လူ့အဖွဲ့အစည်းတစ်ခုရဲ့အနက်ဆိုင်ဆုံးကြောက်ရွံ့မှုတွေကံကောင်းခြင်းပုံမျော်လင့်ချက်တွေနဲ့မတိနိုင်တဲ့အရာတွေအပေါ်တုံ့ပြန်ပုံတွေကိုဘလောက်အထိဆက်လက်ပုံဖော်နေနိုင်မလဲဆိုတာပါပဲဟုတ်ကဲ့တကယ်ကိုစဉ်းစားကြည့်ရမေခွန်းတစ်ခုပါ ဒီနေ့အတုတကွာလဲလာခဲ့တဲ့အကြောင်းအရာတွေကဒီမေခုအဖြစ်တစ်ခုကိုရှာဖွေဖို့အထောက်အကူပြုမယ်လို့ပြောလဲပါတယ်